အလုံးအလုံးဝမြင်္ဂလာပါဗျာ JDS Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ယူရန်လက်ဝိအကျော်မော်တွေးတင်ဝင်လိုက်ဘာကြောင့်အနာယူသွားရတာလဲဆိုတာနဲ့ပါလီခင်ကိုတုံးချီအသွင်အမောက်သိပြမယ်ဆိုတဲ့ဥမာခင်ရဲ့အကြောင်းတုံးပွဲတာနိုင်သားသိပေမဲ့စာချုပ်တန်းရတဲ့အပြင်ကပလူခွင့်မှာရရှိသွားခဲ့တဲ့ဝမ်ကဖိုက်တာမှလီတူရဲ့အကြောင်း ဖက်ဒရယ်ဝေးပွဲချန်တပွဲကိုချပြလာခဲ့တဲ့ UMC ရဲ့အကြောင်းနဲ့ဂျွန်ဂျွန်းစ်အတွက်တီးတန့်ခပ်ပတ်တစ်ခုစီစဉ်ပြီးဖွင့်ရှိနေတဲ့ဆိုတဲ့အကြောင်းစားတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုဒီကနေ့မှစူးစီးတုံတက်တင်ဆက်ပေးသွားမှာဖြစ်ပါလိမ့်။ဒီတစ်ပတ်ထဲမှာမြမယူရန်လှဝေးပြိသက်တွေအတွက်စိတ်မကောင်းစရာသတင်းတစ်ပုဒ်ထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့ယူရန်လှဝေးလောကရဲ့ထိတ်တန့် fighter တဦးဖြစ်တဲ့သွေးတစ်ဝင်းလိုင်းဟာ fighter လောကကနေအနားယူသွားပြီဆိုတဲ့သတင်းပဲဖြစ်ပါလိမ့်။ တွေ့တဲ့ဟာလက်ရှိရိုးရာလဝိလောကရဲ့နံပါတ်1ဖိုင်တာတဦးဖြစ်တယ်လို့မြန်မာပြည်ချန်ပီယံတဦးလည်းဖြစ်ပါတယ်။ဒီတွင်ကထိတ်တန့်ဖိုင်တာတွေဖြစ်တဲ့ဆူလင်းဦး၊ထွန်းထွန်းမင်း၊ယာမန်တို့ကလည်းအနိုင်ယူပြခဲ့မှုတဲ့ဖိုင်တာဖြစ်ပြီးတော့တပြင်းညိုကိုရှုံးနိမ့်ထားခဲ့မှုတဲ့ရှုံးပွဲတပွဲတာရှိထားပူတည်တာဖြစ်ပါတယ်။တွေ့တဲ့ဟာရိုးရာလဝိလောကမှာတခြားဖိုင်တာတွေနဲ့ကွဲထွက်နေတဲ့ကစားပုံစံမျိုးကလည်းပိုင်ဆိုင်ထားတဲ့ဖိုင်တာတစ်ယောက်ပဲဖြစ်ပါတယ်။ရိုးရာလဝိမှာဆိုရင်တော့ဖိုင်တာတွေကစိုင်းထိုးပြိုင်ထိုးကြတာများတယ်ဆိုပေမဲ့ တွေ့တဲ့ရဲ့ကစားပုံကတော့အဲ့ဒီလိုမျိုးမဟုတ်ခဲ့ပါဘူးတွေ့တဲ့ဟာကောင်တာကစားပုံနဲ့အုံနောက်တုံပြီးကစားတတ်တဲ့ပုံစံမျိုးပဲဖြစ်ပါတယ်ဒါကြောင့်ဖြိုးဖြီးမှုမဆန်ဘူးဆိုပြီးပြည်တွင်းမှာလူကြိုက်တိတ်မများရတာပဲဖြစ်ပါတယ် သူအနေနဲ့ one championship ကိုလည်းခြိဆန့်ခဲ့သေးပြီးတော့ one မှာရလက်မကောင်းခဲ့ပါဘူး။ Twitter ဟာ one championship မှာနှစ်ပွဲထိုးတက်ထားရမှာနှစ်ပွဲစလုံးကိုအမတ်နဲ့ရှုံးနေသွားခဲ့ရတာလည်းဖြစ်ပါလိမ့်။ဘာပဲဖြစ်ဖြစ် one championship မှာသူ့ရဲ့ကစားပုံကအလုံးမဖြစ်ခဲ့ဘူးဆိုပေမဲ့ပြည်တွင်းမှာတော့သူလုတ်ပြခဲ့တာတွေကမဖြစ်မနေအတိအမှန်ပြုတ်သွားရမှာလည်းဖြစ်ပါလိမ့်။ဒါကလည်းဆိုရင် Twitter ဟာအသက်30နှစ်ပဲရှိသေးတာဖြစ်ပါလိမ့်။အသက်အရွယ်ဆက်ထိုးဖို့အဆင်ပြေသည့်သူတို့အသက်အရွယ်ရနေပြီဆိုလို့တောင်ပြောလို့မရသေးပါဘူး။ တချို့ fighter တွေဆိုရင်ဒီအသက်ရွယ်မျိုးမှပဲအကောင်းဆုံးအချိန်ကိုရောက်ကြတာတွေတောင်ရှိပါတယ်။ဒါပေမဲ့လည်းတွေ့တဲ့တယောက်အနာယူသွားခဲ့တာကဂျမားရဲ့အချိန်လေးကြောင့်လို့ဖြစ်တယ်လို့သိထားရပါတယ်။တွေ့တဲ့ဝင်းလိုင်းရဲ့နီးပြဖြစ်သူကဂျမားရဲ့ကြောင့်အနာယူရတာဆိုပြီးအတိပြုပြောဆိုလာခဲ့တယ်လို့အပီးတိုင်းအနာယူတာဟုတ်မဟုတ်ဆိုတာကတော့မတိချာသေးဘူးလို့ပဲဖြေဆူသွားခဲ့တာဖြစ်ပါတယ်။ဂျမားရဲ့အရာပြန်ကစားဖို့က90 90ရခိုင်နှုန်းရှိနေတယ်ဆိုပြီး ဗစ်တီရဲ့နီးပြဖြစ်သူကပြောဆိုသွားခဲ့ပါတယ်။ဖိုင်တာကောင်တယောက်ဆော့ဆော့စီစီအနားယူသွားခဲ့တာကဒိုယာလဝိလောကအတွက်စိတ်မကောင်းစရာပဲဖြစ်ပါတယ်။လာမယ့်နိုဝင်ဘာလမှာဂျင်းပါပြုတ်သွားမယ့်1173ပြိုင်ပွဲကြရင်တော့ပရိသတ်တွေမျောလင့်နေကြတဲ့အနာတိုလီမာလီခင်နဲ့အိုမာခင်တို့ရဲ့မကြီးပွဲကို ကြည့်ရှုသွားရတော့မှာပဲဖြစ်ပါတယ်။ ဒီဖိုက်တာနေအောင်ကပထမပွဲတုံးမှာကလေးကပွဲမတိုင်ခင်မှာစကားစစ်ထိုးမှုတွေပြင်းထန်ခဲ့ကြတဲ့ဖိုက်တာတွေဖြစ်ပါတယ်။ One Championship မှာဒီလိုအပြန်အလှန်လီးတိုက်ကြတာမျိုးကမြင်ရခဲ့ပါတယ်။တကယ်တော့ဒီလိုလီးတိုက်ကြတဲ့ဆိုတာကလည်းပရိသတ်တွေကိုဖြိုဖြေမှုပေးနိုင်တာလို့ပြောလို့ရတယ်လို့ပွဲပေါ်လူစိတ်ဝင်စားမှုကလည်းပုံပြီးညင်သက်စေပါတယ်။ အခုဆိုရင်လည်းဥမာခင်းဘက်ကသွေးဆိုင်ကြီးညာအပြီးမှတဲ့အနာတူလီမာလီခင်ကိုစကားစစ်ထိုးမှုတွေလှုံ့ဆောင်လာခဲ့ပါတယ်တို့အနေနဲ့ကတော့မကြည်ပွဲမှာအနာတူလီမာလီခင်ကိုတုံးချီအတွင်ပွဲဖြက်ပြမယ်ဆိုပြီးတော့မှပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်။မာလီခင်ကတော်တယ်။တအားကိုကောင်းတဲ့ fighter ဆိုပြီးလူတိုင်းကပြောကြပါတယ်။သူမှ striking ကစားတတ်တယ်။ boxing ထိုးပုံကလည်းအတော်လေးကိုကောင်းပါတယ်။ဒါပေမဲ့ကျွန်တော်ကလည်းဥမာခင်လေဥမာခင်ဆိုတာ number 1 fighter ပါ။ ူကကျွန်တော်ကိုထိချက်တချို့ရအောင်ထိုးပြနိုင်ခဲ့တယ်လို့ကျွန်တော်ကလည်း African Power အပြည့်ပါပဲ။သူထိုးတဲ့ချက်တွေကတိတ်မခံစားခဲ့ရပါဘူး။ဒီတစ်ချိန်မာလီခင်နဲ့ထိုးမဲ့ဘွဲကတော့တုံးချီထက်မပူပါဘူး။ဒါကအလေးနက်ထားပြီးပြောနေတာပါ။နချီနဲ့လည်းဘွဲကပြီးသွားနိုင်ပါလေ။တုံးချီမြောက်မှလည်းပြီးသွားနိုင်ပါလေ။ဒီထက်လုံးဝမပူစေရပါဘူးလို့ဦးမခင်ကပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ပထမပွဲမှာတော့အိုမခင်းရဲ့နဘန်းဆွမ်းဆောင်ကြီးကပွဲရဲ့အဖြစ်ဖြစ်သွားခဲ့တယ်လို့ပြောလို့ရပါတယ် ဘူမခင်းကမာလီခင်းကိုဝင်လုံးခဲ့ပြီးတော့လောက်ရကန်ရခက်ခဲသွားစီခဲ့ပါတယ်။ဒါပေမဲ့ကျိုးဝိုင်းထဲမှာရှင်လုံးကြံ့ရတဲ့အတွက်ကြောင့်အစီမပြေတာလေးတွေတော့ရှိခဲ့ပါတယ်။အကြီးပွဲကိုတန်စကားအတွင်းမှာကျင်းပပေးမယ်ဆိုပြီးဥက္ကဋ္ဌချက်ထွေကိုရိုင်ကအတည်ပြုပေးထားခဲ့ပြီးဖြစ်ပါတယ်။အကြည့်ပွင့်ကြရင်တော့ fighter နှစ်ယောက်ရဲ့နဘန်းပိုင်းအပြည့်မှုကပိုပြီးကြီးလို့ကောင်းလာမယ်လို့ထင်ပါတယ်။အနာတိုလီမာလီခင်ရဲ့လက်တီပါဝါကိုလည်း short track ထားလို့မရပဲခဏလေးအတွင်းမှာပွဲကအပြည့်အပြောင်းလဲဖြစ်သွားစေနိုင်ပါတယ်။ ဗဂျီပွဲမှာရောဘေးဖိုက်တာကအနိုင်ရပြီး heavyweight champion ပွဲကိုတင်ပိုက်ရယူပြသွားနိုင်မလဲဆိုတာကတော့ကျွန်တော်တို့မြန်မာပရိသတ်တွေအနေနဲ့တကူတကစိတ်ဝင်စားစောင့်ကြည့်သွားဖို့လိုအပ်နေပါတယ်။ one championship ကတော့မထင်မှတ်ထားတဲ့ဇညွန်းတွေကိုလည်းဖန်တီးတက်ပြီးတော့တခါတလေသူတို့ဆင်တင်ချင်တဲ့ fighter တွေဆိုရင်ချက်ချင်းဆင်တင်လေးရှိပါတယ်။ one championship မှာလက်ရှိအမျိုးသမီး champion လူပွဲတွဲဆိုင်တဲ့တွေကိုလည်းခြားပြထားခဲ့ပါတယ်။ လာမယ့်စက်တင်ဘာလ6ရက်နေ့မှာဂျင်ပါပြုလုပ်သွားမယ့်15935ပြိုင်ပွဲမှာဆိုရင်တော့ Jackie Banton နဲ့ Stellan Hammers ဘာကန်တို့ကို Strawway မွေထိုင်းချန်ပီယံခပ်ပတ်လူပွဲအဖြစ်ပွဲတည်ပြလာခဲ့ပါတယ်။ One Championship ရဲ့အမျိုးသမီးမွေထိုင်း Strawway တန်ဟာဆိုရင်တော့ Janet Tot အနားယူသွားပြီးတဲ့နောက်ပိုင်းမှာ Champion နေရာလက်လက်နေခဲ့ပါတယ်။ဒီလက်လက်နေတဲ့ချန်ပီယံနေရာအတွက် Jackie Banton နဲ့ Stella Hammers ဘာကန်တို့ကအပြိုင်လူကြရတော့မှာပဲဖြစ်ပါတယ်။ ဩစတြေးလျဖိုက်တာတူဦးဖြစ်တဲ့စတဲလာဟမ်မက်စ်ဘန်ကန်ကိုချန်ပီယံလူခွင့်ပေးလိုက်တာနဲ့ပတ်သက်ပြီးတော့လေပရိသတ်တွေကြားမှာနည်းနည်းလေးပြောစရာဖြစ်နေခဲ့ရပါတယ်။ဒူမကပြီးခဲ့တဲ့နှစ်တုန်းကဝမ်ချမ်ပီယံရှစ်အဖွဲ့အစည်းမှာရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။ One Friday Fights ပွဲစဉ်ဒီမှာစတင်ထိုးတက်ပြီးတော့အပွင့်ပွဲ၃ပွဲဆက်တိုက်အနိုင်ယူပြခဲ့ပါတယ်။ဒါပေမဲ့အထင်ကြီးလောက်စရာဆွမ်းဆောင်ရည်မျိုးပြနိုင်ခဲ့တာတော့မဟုတ်ပါဘူး။နောက်ဆုံးပွဲအဖြစ်ပြီးခဲ့တဲ့ April လတုန်းကမှာ ရမန်နော့စကီနဲ့ထိုးတက်ခဲ့ပြီးပထမအချိန်မှာအလဲထိုးနဲ့အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။အဒီပွဲအပြီးမှာတော့ဝမ်ချမ်ပီယံရှစ်ကတူမကိုစာချုပ်ကြီးချက်ချင်းကန်လန်သွားခဲ့ပါတယ်။စာချုပ်ရတာကြောင့်တူမကိုတိုင်တမမယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်။စတေလာဟမ်မတ်စ်ဘတ်ကဟာစာချုပ်ရအပြီးမှာဆိုရင်ဂိမ်းပွဲကြီးတွေမှာတစ်ချိန်မှမထိုးတက်ရသေးပါဘူး။ဒါပေမဲ့လည်းဝမ်ချမ်ပီယံရှစ်ကတော့တူမကိုချက်ချင်းခပ်ပလူပင်ပြီးသွားခဲ့ပြီပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့စာချုပ်ကန်လန်းတာရောချန်ပီယံလူကွင်ပေးတာရောစောလွန်နေတဲ့ဆိုပြီးထောက်ပြတာတွေရှိနေပါလိမ့်။ဂျက်ကီပန်တန်ဟာဆိုရင်တော့လက်ရှိ1 Championship ရဲ့ Strawweight Kickboxing Champion တူလင်းဖြစ်ပါလိမ့်။ဒုမတာဒီပွဲမှာအနိုင်ယူလိုက်နိုင်မယ့်ဆိုရင်တော့နှစ်ထပ်ကွန်ချန်ပီယံတနည်းအားဖြင့်အာကစားနီးနှမျိုးရဲ့ချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်ကိုလည်းပိုင်ဆိုင်တော့မှာဖြစ်ပါလိမ့်။အတွေ့အကြုံပိုင်းအရလဲဖိလစ်ပိုင်နဲ့အမေရိကန်နွေဖာဖိုက်တာဂျက်ကီဘန်တန်ကပဲပူပြီးတာနေပါလိမ့်။ ဒါကြောင့်ဒီပွဲကမထင်မှတ်ထားပဲခက်ပတ်လူခွင့်ရလာတဲ့ Stella Hammers ဘာကအတွက်ရွေးကူမှာတော့မဟုတ်ပါဘူး။ပွဲကဘလို့ရလက်ထွက်ပေါ်လာမလဲဆိုတာကတော့တကယ့်ကိုစောင့်ကြည့်ခြင်းစရာကောင်းနေပါလိမ့်။ဒါမဲ့စက်တင်ဘာလမှာဆိုရင်တော့ UFC Notch ပြန်ပွဲကိုကျင်းပသွားဖို့ရှိနေပါလိမ့်။ဒီပြန်ပွဲဟာဆိုရင်တော့မက္ကစီကိုလွတ်လပ်ရေးနေအထိမ့်မဲ့အနေနဲ့ကျင်းပပြုလုပ်သွားမယ်ပြန်ပွဲကြီးလည်းဖြစ်ပါလိမ့်။ဒီကရနစ်တောင်းကစပီရန်ကွင်းကြီးထဲမှာ UFC Notch ပြိုင်ပွဲကိုခန်းခန်းနာနာနဲ့ကျင်းပပြုလုပ်သွားခဲ့ပါတယ်။ ဒီနေ့ကတော့ UFC Notch ပြိုင်ပွဲကို Frog Ben Center ကွင်းကြီးထဲမှာကျင်းပဖို့အတွက်စီစဉ်ထားခဲ့ပါတယ်။မက္ကဆီကိုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ဖြစ်နေတာကြောင့်ဒီပြိုင်ပွဲမှာမက္ကဆီကန်ဖိုက်တာတွေကအများဆုံးပဲတွေ့မြင်ရမှာဖြစ်ပါတယ်။လက်ရှိမှာဆိုရင်တော့ဒီပြိုင်ပွဲအတွက် Featherweight ပွဲချင်းကြီးတစ်ပွဲကိုချပြလာခဲ့ပြီလည်းဖြစ်ပါတယ်။အဲ့ဒါကတော့ Featherweight ကအဆင့်2ဖိုင်တာတူဦးဖြစ်တဲ့ Diego Lopez နဲ့အဆင့်7နေရာက James Seban တို့ရဲ့တွဲဆိုင်ပွဲဖြစ်ပါတယ်။ ဒီပွဲကတော့ Brazilian Fighter နှုတ်ထိုက်တိုက်တွေ့ဆုံကြမယ်ပွဲလည်းဖြစ်ပါတယ်။ဒီတွဲဆိုင်နဲ့ပတ်သက်ပြီးတော့အဆင့်2က Fighter နဲ့အဆင့်7 Fighter တို့ကိုဘာလို့ပွဲတည်ပေးရတယ်လဲဆိုတဲ့မေးခွန်းထုတ်စီရတော့ရှိနေခဲ့ပါတယ်။တကယ်တော့ Jam Saver ဟာ UFC မှာပုံစံကောင်းပြထားနိုင်ပြီး Combine Fighter တွေနဲ့ပွဲတည်ပေးတဲ့လက်ရည်မျိုးကိုပိုင်ဆိုင်ထားတာကြောင့်ပင်ဖြစ်ပါတယ်။သူက UFC မှာ၅ပွဲထိုးတက်ထားရမှာလဲ၄ပွဲကိုအလဲထိုးနဲ့အနိုင်ရရှိထားပြီးတော့၃ပွဲကိုချုပ်ပွက်နဲ့အနိုင်ရရှိထားပါတယ် ဝယ်စင်တွေအလုံးကိုပွဲဖြတ်ပြီးအနိုင်ယူပြထားနိုင်ခဲ့တာလည်းဖြစ်ပါနေဒီကိုလိုပက်ကလည်းဖက်ဒါဝိတ်တန်းမှာနိုင်ပွဲဆက်နေခဲ့တယ်ဆိုပေမဲ့နောက်ဆုံးထိုးတက်ထားခဲ့တဲ့အလက်ဇန္ဒားဘော်ကာနော့စကီးနဲ့ပွဲမှာဆိုရင်တော့ချန်ပီယံလူပွဲထိုးတက်ခွင့်ရရှိခဲ့ပါတယ်အဲ့ဒီပွဲမှာတော့အမတ်အဆုံးဖြတ်နဲ့ရှုံးနေသွားခဲ့ရတာကြောင့်ချန်ပီယံဖြစ်ခွင့်တော့မရရှိလိုက်ပါဘူးတို့အနေနဲ့ကလည်းချန်ပီယံလူခွင့်အတွက်ပြန်ပြီးကြိုးစားရတော့မှာဖြစ်ပါတယ်။ဒါမဲ့ပွဲကအဆင့်7နဲ့ဖိုင်တာနဲ့တွေ့ရမှာဆိုပေမဲ့ ချွတ်တွက်ထားလို့တော့မရပါဘူးဒီပွဲနိုင်ရင် gem saver အတွက်လည်းကောင်းပိုင်းကိုရောက်ရှိသွားနိုင်မဲ့အခွင့်အရေးတွေရှိနေပါတယ်ပွဲကတော့ပွဲချင်းတပွဲဖြစ်လာဖို့ရှိနေပြီး bay finder ကအနိုင်ရရှိသွားနိုင်မလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ် UMC ရဲ့ဂုတ်ကြီးဂျုံဂျုံစ်ကတော့ထုံ SP နဲ့ခက်ပက်ပေါင်းစည်းပွဲတော်မထိုးပင် Fighter လောကကနေအနားယူသွားခဲ့ပြီဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့တချို့ပြည်သက်တွေကတော့ဂျုံဂျုံစ်ကိုဝီဖန်မှုတွေအများကြီးပြုလုပ်နေကြပါတယ်။ ဂျွန်ဂျုံးစ်ကထွန်အက်စပင်နေကိုကြောက်နေတဲ့အတွက်ခပ်ပက်ပေါင်းစည်းပွဲမထိုးဘဲ အနာယူသွားခဲ့ပြီးဆိုပြီးပြောနေကြပါတယ်။တကယ်လဲဂျွန်ဂျွန်းစ်ကသူနိုင်ဖို့မလွယ်မန်းတည်တဲ့ပွဲမလို့ရှောင်ထွက်သွားခဲ့တာလည်းဖြစ်နိုင်ပြီးအနိုင်နဲ့ပိုင်းသွားခဲ့တယ်လို့ပြောလို့ရပါတယ်။သက်သက်သေးမှာပဲဂျွန်ဂျွန်းစ်အတွက် UFC ကတီးတန့်ချန်ပီယံခပ်ပတ်တစ်ခုကိုစီစဉ်ပြီးသွားဖို့ရှိနေတဲ့ဆိုတဲ့သတင်းအကြောင်းအရာလေးကိုပါတင်ဆက်ပေးချင်ပါတယ် UFC ကတော့ Super Champ ဆိုတဲ့ခပ်ပတ်တစ်ခုကိုစီစဉ်ပြီးဂျွန်ဂျွန်းစ်ကိုပွဲပြန်ထိုးတက်စေချင်နေတာပဲဖြစ်ပါတယ် ဒီခပ်ဘက်ကလက်ရှိ UFC မှာရှိနေတဲ့ BMF Champion ခပ်ဘက်လူပွဲမျိုးဝိတ်တန်မဟုတ်ပဲတီးတန့်စီစဉ်ပေးတဲ့ခပ်ဘက်မျိုးဖြစ်လာနိုင်ပါတယ်။ John Jones ဟာ Thon Espinel နဲ့မထူးချင်ပေမဲ့လည်းတခြား fighter နဲ့ဆိုရင်ထူးတက်ချင်နေတဲ့ပုံစံမျိုးရှိနေခဲ့ပါတယ်။တဲ့ရင်တွေအရတော့ဒီခက်ပတ်တာစီစဉ်ဖြစ်မယ်ဆိုရင်တော့ဂျွန်ဂျွန်းစ်နဲ့အလစ်ပါရီယာတို့ရဲ့တွဲစင်ကဖြစ်လာမယ်ဆိုပြီးတော့မှတုံ့တန်နေကြပါတယ်ဂျွန်ဂျွန်းစ်ကိုယ်တိုင်ကလည်းအလစ်ပါရီယာနဲ့ဆိုရင်ထူးတက်ချင်ကြောင်းပြောထားခဲ့ပါတယ် ဒါပေမဲ့လက်ရှိမှာတော့ဒီတည်တင်းတွေကကောလာဟာလာအစစ်မှာပဲရှိနေသေးပြီးအမှန်တကယ်ဖြစ်လာမလားဆိုတော့ကတော့ဆက်လက်ဆောင်ကြည့်တွားရအောင်ပါလဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီကနေ့ရဲ့တင်ဆက်မှုကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုအားပေးနေတဲ့ပရိသတ်တူဦးတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်။နောက်လာမယ့်နေ့ရက်တွေမှာဆိုရင်လည်းအကစားလောကကစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုထပ်မံတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင် like and subscribe လေးနဲ့အားပေးခဲ့ပြီးဖို့ဒီကနေ့အားလုံးကိုတောင်းဆိုချင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူ Joseph ဖြစ်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ